အမျိုးနယ်နဲ့မကွေးတိုင်းပတန်းမြို့ကိုဆက်သွေထားတဲ့ရိုးလန်းဘော်ကနယ်ရေကန်အနီးတဝိုင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်ကအကြအဆုံးတွေနဲ့နောက်ဆုတ်ထွက်ပြေးနေရတယ်လို့သိရပါတယ်။နယ်ရေကန်စခန်းအနီးတဝိုင်းကိုစစ်ကြောင်းထိုးပြီးထိုးစစ်တပ်နေရာယူထားတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းအပအဝင်နောက်တန်းကနေ drone လက်နက်ပစ်ကူပေးနေတဲ့လက်နက်တပ်ဖွဲ့တွေနဲ့ အရက်ခတ်တော် AA တို့လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲမှာစစ်ကောင်စစ်ဘက်ကအကြဆုံများပြီး နောက်ဆုတ်ထွက်ပြေးနေရတယ်လို့အန်ဒီသာခန်စစ်ရေးတရင်ရင်မြစ်တယောက်ကနရီစရာတရင်ဌာနကိုပြောပါရယ်စစ်ကောင်စစ်စစ်ကြောင်းကနယ်ရေကန်အနီးတစ်ဝိုက်မှာ ထိုးစစ်အထိုင်ရှာပြီးတော့ AA ကိုတိုက်ခိုက်နေတာဖြစ်ပြီးတောင်ကုန်းတနေရာမှာအထိုင်ရှာထားတာဖြစ်တယ်လို့လည်းသူကဆိုပါရယ်နောက်တန်းက drone လက်နက်ပစ်ကူတပ်ဖွဲ့တွေဟာလည်းပါဝင်နေပြီး သူတို့တွေကိုအေးအေးကပြန်လေထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့အကြအဆုံးတွေနဲ့တက်ပြိုပြီးတော့နောက်ဆုတ်နေရတယ်လို့လဲဒေသခံတွေကပြောကြပါဗျ။စစ်ကောင်စီဟာသူတို့အခိုင်အမာစခန်းရှာနေရယူထားတဲ့ရိုးဘော်ကလှိုင်းဂုတ်ကြီးပစီစတဲ့ကျေးရွာတွေအထိနောက်ဆုတ်ထွက်ပြေးနေကြရတယ်လို့လဲဒေသခံတွေကပြောကြပါဗျ။